ကျွန်တော်တို့လူတယောက်ကိုအပေါ်ရန်နဲ့မကြည့်နဲ့ဒီလူကဘာမှမသိဘူးဘာမှမတတ်ဘူးလို့ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဆိုင်မွန်ဖြစ်ပါတယ်ကျွန်တော်တို့လူတယောက်ကိုအပေါ်ရန်နဲ့မကြည့်နဲ့ဒီလူကဘာမှမသိဘူးဘာမှမတတ်ဘူးလို့ကျွန်တော်ဆုံးဖြတ်လို့မရတကယ်လို့ကျွန်တော်တို့အဲ့လိုမျိုးဆုံးဖြတ်မှစင်တော့ကိုယ့်ကိုယ်လည်းသူများအဲ့လိုမျိုးပဲဆုံးဖြတ်တယ်တချို့နေရာကကိုယ်ကမတတ်ဘူးတချို့နေရာကကိုယ်ကမသိဘူးဒါမဲ့ကိုယ်ထက်သိတဲ့လူကိုယ်ကတတ်တဲ့လူတွေကကိုယ့်လိုမျိုးပဲပြန်တွေးမှာပဲ ညာကအသုံးမဝင်မှုဒီညာကအဆင်မပြေဘူးဒီညာမကောင်းဘူးလို့အဲ့လိုမျိုးဆုံးဖြတ်ကြတယ်အမှုရှိတဲ့ညာတွေကတချို့ကအပေါ်ယံချမ်းမှာပဲသိမြုပ်ပြီးတော့ပုံနေကြတာရှိတယ်တာရိကတချို့ကဆန်တာအပေါ်ယံတော့ပဲကျွန်တော်တို့ကြော်ကြော်ပြီးတော့ကြော်သွားတာကျွန်တော်ပုံကြီးတစ်ခုနဲ့ပြောပြပေးမယ်တနေ့မှာကိုကြီးနဲ့ဖိုင်းတစ်ယောက်ရှိတယ်အဖိုးကြီးကနေ့တိုင်းသူ့အိမ်ကိုအိမ်သုံးဖို့အတွက်ရေနေ့တိုင်းနေ့တိုင်းထမ်းတယ်သူ့ပုံနှလုံးရှိတယ်အဲ့ဒီပုံနှလုံးကအတလုံးကကောင်းတယ်တလုံးကကြတော့ပေါက်နေတယ်ပြေးနေတယ်ရေထမ်းလာတဲ့အချိန်မှာ ပြဲနေတဲ့ပုံးတွေကပေါက်နေတဲ့ပုံးတွေကထွက်ကြနေတဲ့လမ်းမှာစင်တော့နေတိုင်းနေတိုင်းအဲ့လိုဖြစ်ခဲ့တယ်။ကြာလာတဲ့ခါကျရင်ခွားကြီးကမခံနိုင်တဲ့ဘူး။ကိုကြီးငင်းပုံးကဒီလောက်ပြဲပေါက်နေတာတော့တော့လို့မရတော့ပဲဟာဘူး။နင်းဘာလို့ကိုတုံးနေတယ်လဲ။ဘာလို့ကိုနင်းရေးခတ်နေတယ်လဲ။ရေးလို့လည်းမရပဲနဲ့။ပြပနေစံငါပြစ်ပြရမှာနင်မပြက်စီဘူးနဲ့ငါပြက်စီရမလား။ခွားကြီးကအဲ့လိုမျိုးပြောတယ်။ဒါပေမဲ့ဖူးကြီးကတူတူလေးနဲ့ပဲပြန်ပြောတယ်။ငါကြီးထန်းပြန်လာတဲ့လမ်းကိုနင်ပြက်ဖက်ကြည့်။ဘေးနားကပန်းပင်တွေက ဒီလောက်လှပတဲ့ပန်းတွေပွင့်နေတဲ့ပန်းတွေကအရဲကမှအေးချမ်းလှပတယ်တဲ့။ဖွားရရကြည့်ပြီးတော့ဩဟုတ်တာပဲတဲ့။သူ့နေရာနဲ့သူတန်ဖို့ရှိတယ်။ဒါကြောင့်လူတွေကတော်တော်လွယ်လွယ်နဲ့ဆုံးဖြတ်လို့မရဘူး။ဒါကြောင့်တချို့နေရာတွေကကျွန်တော်တို့အပေါ်ရံနဲ့ကြည့်လို့မရဘူး။ပေါက်နေတဲ့ပြင်းနေတဲ့ရေပုံးတော်မှသူ့တန်ဖို့နဲ့သူ့နေရာနဲ့သူ့အတွက်တန်ဖို့ရှိတယ်။ကျွန်တော်တို့နဲ့လည်းအတူတူပဲ။တချို့လူတွေကကြည့်လိုက်စရင်တော့အပေါ်ရံမှာဘာမှမဟုတ်ဘူး။ဒါပေမဲ့အနှစ်မှာသူ့ကိုသူတည်တယ် ဒါပေမဲ့ကျွန်တော်တို့ကအပေါ်ရန်လောက်ပဲစုံဖြတ်တာများတယ်။ဒါကြောင့်ဒီပုံမြင်ကကျွန်တော်တို့ညီကောင်မတို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒီလိုမျိုးဗီဒီယိုတွေအမြဲတမ်းလုပ်ပေးနိုင်အောင်ဆင်တော့ကျွန်တော်ကိုအားပေးနေနေဆင်တော့ subscribe လေး follower လေး share လေးတိုက်တော်ပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးမင်္ဂလာပါ။